နိုင်ဟဲဒီလိုက်စ်ပိုင်းရဲ့ပရိသတ်ကြီးကိုအခုပြထားတဲ့ဗီဒီယိုလေးကတော့1956ခုနှစ်ကစကိုင်းမှာငလင်ပြင်းအားရစ်စတာစကီခုနှစ်နဲ့လှုပ်ခဲ့တဲ့စကိုင်းငလင်ရဲ့ဗီဒီယိုလေးဖြစ်ပါတယ်ရှင်။ and all their treasures were crumbled and tumbled by the rumbling giant in the ground. ခုဒီဗီဒီယိုကတော့2025မတ်လ28ရက်နေ့မှာမြန်မာနိုင်ငံမှာစကိုင်းကိုဗဟုပြုပြီးတော့လှုပ်ခတ်ခဲ့တယ်။စကိုင်းကလည်းမဖြစ်ပါတယ်။ ငလင်ဘလောက်ကျန်းလဲကြီးလိုက်ပေါ့အနာတော်သိမ့်မကြရဲဘူးမှန်ကြဒါအပေါ်ကရေတွေကအဝေးစီတဲကိုပြန်ဆင်းသွားတာသသလှုပ်တော့ကရေတွေကအပေါ်ရှန်တက်လာရှန်တက်လာပြီးတော့အင်းထဲကိုရေတွေဝင်သွားအခုတခါငလင်လှုပ်ပြီးတော့အင်းထဲကရေတွေကဥမာကြည့်ဟိုအဝေးစီတဲကိုပြန်ဆင်းသွားတာကြောက်စရာကြီးနော်မှန်ကြအင်းထဲကရေတွေကဥမာအဝေးစီကိုဟာအနေကြီးပဲ ဝေသီးကိုပြန်ဆင်းသွားတော့အဲ့တော့ကျွန်တော်တမီးပြီးပေါအောင်ပေါ့ဗျာကျွန်တော်တမီးပြီးပေါအောင်လဲဟုတ်ရကနေ့တော့ရောက်ပါသွားတယ်အမေရအမေရ Whoa.